ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ် စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မဲထွန်းကအမေရိကန်ပြည်အောင်စု၏အွန်လိုင်းကြားဖြန့်လိမ်လည်မှုနှင့် လောင်ကစားတိုက်ဖြတ်ရေးလှုပ်ဆောင်ချက်များတွင်နက်နဲရှုတ်ဝက်သောရည်ရွယ်ချက် hidden agenda တစ်ခုရှိနေကြောင်းဆွဆွဲပြောဆိုလိုက်ပြီးအမေရိကန်သည်မြန်မာနိုင်ငံအတွက် strike force Burma အဖွဲ့ဖွဲ့စည်းကကြားဖြန့်စင်တာများကိုစစ်စင်ရေးပြုလုပ်ခြင်းနှင့်ထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းရန်ဖိပတ်ကိုဆေးလွတ်ခြင်းတို့သည်တာမန်တိုက်ဖြတ်ရေးထက်ပို၍ရည်ရွယ်ချက်ရှိနေနိုင်သည်ဟုရင်းကသုံးသပ်သည် ထို့ပြင်မြန်မာနိုင်ငံရှိကြားဖြတ်များကြီးထွားလာရခြင်းမှာထိုင်းနိုင်ငံကြောင့်ဖြစ်သည်ဟုဗိုလ်ချုပ်စော်မင်းထွန်းကအပြစ်တင်ခဲ့သည့်ကြားဖြတ်ဒေတာများ၏အခြေခံဝန်ဆောင်မှုများသည်တစ်ဖက်နိုင်ငံမှရရှိခြင်းဖြစ်ပြီးအလုပ်လုပ်ကင်သူနိုင်ငံသား69 9မှာလည်းထိုင်းနိုင်ငံမှတဆင့်ဝင်ရောက်လာသူများဖြစ်ကြောင်းရင်းကထောက်ပြခဲ့သည့်ရွှေကုတ်ကိုတွင် ကြားဖြတ်နှိမ်နင်းမှုတပြိုင်နက်တည်းမှာပင်ကရင်နယ်ခြားဆောင်တပ်ဖွဲ့ဘေး နှင့်မြန်မာစစ်တပ်တို့ပူးပေါင်း၍ရွှေကုတ်ကူမျိုးရှိကြားဖြတ်လုပ်ငန်းများကိုဝင်ရောက်စီးနှင်ဖမ်းဆီးခဲ့သည့်ဝင်ရောက်ရှာဖွေရာတွင်ကြားဖြတ်ကုန်ရက်လုပ်ငန်းများကိုတွေ့ရှိရပြီးတရုတ်လူမျိုးအများစုအပါအဝင်နိုင်ငံသားစုစုပေါင်း346ဦးကိုဖမ်းဆီးရမိခဲ့သည့်ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းအလုံး200ကျော်ကိုလည်းတင်စီရမိခဲ့ပြီးဖမ်းဆီးရမိသူများကိုရင်းတို့၏ဇာတိနိုင်ငံများသို့ပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်းသိရသည်မီဒီယာများကိုအသိပေးပြောကြားလိုတာကတော့ မြောက်ပြည်ဒေသမှာပြုလုပ်နေတဲ့ online ဘောင်ကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြောက်ပြည်ရဲ့မြောက်ပြည်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ဆမဦးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံ၃ပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ် အဲ့ဒီကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်။ online လောင်းဝယ်သားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတပေါင်းဒီပေါင်းလောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်။တစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်။ဒီနေ့ဒီမှာ online လောင်းဝယ်သားမှုလောက်ဆောင်နေတဲ့နေနေ၃ခုရှိပါတယ်။အဲ့ဒါတွေတော့နံပါတ်၁ကတော့ KK ပတ်နေနေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနေနေနဲ့ ။နံပါတ်3ကတော့ကြောက်ခက်ဉာဏ်ကြီးဖြစ်ပါလား။ကေကပန်နေမြရာတော့အလုံးသိတဲ့အတိုင်းမြောက်ဝီမျိုးရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြောက်ဝီရဲ့မြောက်ဘက်မှာရှိတယ်ပြီးကြောက်ခက်ဒေတာကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဟာကေကပန်ရဲ့တောင်ဘက်မှာရှိတဲ့နေပြည်တော်ဖြစ်ပါလေဒီနေရာဒီမှာဘလူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီးဖြစ်ပါလေကေကပန်နေမြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြနေတယ်မှာအထောက်ထားနေတဲ့ဘလူတွေနဲ့ပဲချိန်တော့စာချုပ်ချုပ်ခဲ့တယ် KNU ဖွဲ့ရရ သူတွေနဲ့စာချုပ်ဘယ်လိုချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘယ်လိုပုံပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KGB နေမီမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Trend Asia International Holding Group Thailand ကုမ္ပဏီတွေပုံပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုမ္ပဏီများကတော့မြန်မာရာထိုင်း Holding Company Limited ပုံပတ်သက်တာဖြစ်ပါတယ်။ကြောက်ကက်နေမီမှာတော့ကြောက်ကက် Garden Resort ကုမ္ပဏီကပုံပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေမီမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလောက်ဆောင်နေတယ်ဆိုတော့နိုင်ငံသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အားရှင်းပြပြီးဖြစ်ပါတယ်အဲ့ဒီရောက်ရှိလာတဲ့ online လိမ်လည်တဲ့နိုင်ငံသားတွေဟာ96ဒသမ500ခိုင်နှုန်းလောက်ပါတစ်ခက်နိုင်ငံအနေနဲ့တစ်စက်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေ့မှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ရဝတီမြို့နဲ့ လမ်းကွာပြီးတဲ့ခုနနေမီဒီမှာကျွန်တော်တို့တိုင်းသာလက်နက်ကိုင်း EU ဖက် KNG နဲ့လေးဖက်အပြင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EU ဖက်တွေပြီးရင်ကျွန်တော်တို့နယ်ခြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကိုင်းနေတာမျိုးဖြစ်ပါတယ်အဲ့ဒီလူတွေဝန်ချိကပ်ပြီးတော့ကိုကျိုးစာစီပွားရေးသမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြောက်ပြည်မြို့နဲ့ အနည်းတဝိုက်ကိုကျွန်တော်တော်မိုးနိုင်တဲ့နေရာတဝိုက်မှာ online လောကစားမှုတိုက်ခဲ့ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်။တဖြည်းဖြည်းကျွန်တော်နယ်မြေငင်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီး online လိမ်လည်းအမြင့်ပြပပျောက်ရေးအတွက်ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်တီတွေဝန်ထမ်းတွေအသက်သွေးချင်းပေးဆက်ပြီးကျွန်တော်လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒီနယ်မြေမှာရောက်ရှိလာတဲ့ တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်။တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်။အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင်ဒီလူတွေဟာဘယ်ကနေရောက်လာလဲ။ဘာတွေလုပ်ခဲ့လဲဆိုတာကိုထင်ရှားသိနိုင်မှာဖြစ်ပါတယ်။ From Kenya to Ethiopia, Ethiopia to Bangkok, from Bangkok to Myanmar. Your bus or airplane or boat? Taxi. And in taxi, sure. I was alone. Me. You only me. You're You're you, only, me. From Philippines, direct flight to Thailand. Then someone Chinese car pick up with us. They said we're going to Myanmar. We walk in the mountain and ride a motorcycle. Then they have a river going there in Myanmar, Meguadi. So they just contact me. I just put my number or WhatsApp. After that, they send me the tickets, everything. Then I go to the Thailand, Bangkok. After that, they send the car to bring me. Then they give me a little drink, juice, just like a juice. So when I drink that drink, I just fall asleep. And when I open my eyes, I was in the jungle. Then they bring me from the jungle on the bikes because I have no way to escape. There were three people with uh, this type of swords, knife, and uh, pistols. When I reach that the gate after I, there was a river crossing, then I go to that gate, and after that they bring me in a office. When we enter the gate, there was a person sitting on the table. I think it was a Chinese. I don't know who was it. He just take my phone and my bag of passport. ပြီးတော့ကျွန်တော်တို့ခုနပြောတဲ့နေရာ၃ခုဒီကိပရွှေတုတ်ကိုကြောက်ခဲ့သေးတာဒီနေရာတွေရဲ့အခြေခံလူတွေထိုင်ဖို့ရေပြည်စင်ပြီးဆက်သွယ်ရေးစတာတွေကတစ်ဖက်နိုင်ငံကနေပြီးရရှိနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံနေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ကျွန်တော်အနေနဲ့ပထမဦးဆုံးနန်းကြီးစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park ဟိုရန်ဒီမျိုးမှာပြန်လဲပြောကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက်အဲ့မှာရှိနေတဲ့အဆောက်အုံတွေကျွန်တော်တို့တရားရခိုင်နှုန်းဖြတ်စင်းရအောင်ကျွန်တော်ဆောင်ရွက်ခဲ့တယ်။ဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဆက်ရန်တဲ့နေရာဖြိုဖျက်ခဲ့တာရှိတယ်။အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်။ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြာလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အဆအနာတွေသူတို့နိုင်ငံထဲမှာကြားတယ်ဆိုပြီးတောင့်ကြတဲ့အနေမျိုးတွေရှိပါတယ်။ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုယ်ကမှတ်တမ်းနေတယ် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဗီဒီယိုမှတ်တမ်းနေတဲ့သူတို့ကိုဒီအစနာတွေကမကြဘူးဆိုတာလည်းဒါပြသပြီးဖြစ်ပါတယ်ဒါကျွန်တော်ဒီဖိတ်ကလေးကိုတက်ဒီမှာဆိုရင်ဒါဒီဒီမှာထဲမှာရှိတဲ့အဆောက်အုံကိုကျွန်တော်တို့ဒါချိုချဖြည့်ဆည်းတာဖြစ်ပါတယ်ချိုချဖြည့်ဆည်းတဲ့နေရာမှာအဲ့ဒီအဆောက်အုံရဲ့ဘေးနားမှာတည်းဒီအဆောက်အုံကတက်တယ်ပဲအောက်ကိုပြိုကျသွားတာဖြစ်ပါတယ်ကျွန်တော်အစင်းမြင့်အောက်ကနီးပညာနဲ့အသုံးပြုတဲ့အတွက်ကြောင့်လို့ဒီတစ်ဖက်နိုင်ငံတွေကိုကြားပုံနေတာသူရဲ့ဘေးနားမှာရှိတဲ့ပြပင်းနေတောင်မလုပ်ဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပြင် ဖက်နိုင်ငံရဲ့လေဆာအမိမှာကန့်နေတဲ့ဟိုတယ်တလုံးပေါ့ဟိုတယ်တလုံးကိုလည်းကျွန်တော်တို့ဒါဖြိုချဖျက်ဆီးခဲ့ပါဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်းတစ်ဖက်နိုင်ငံကိုကြားရောက်ခွင့်နေတယ်ဒါတစ်ဖက်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့လေကြားမင်းဖြစ်တဲ့ဒီချောင်းနေဖို့တောင်းပါအစနာကြတာမတွေ့တာကိုထင်ရှားတာတွေ့နိုင်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အာအဆောက်အုံများဖြိုချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့じゃအမေရိကန်နိုင်ငံအနေနဲ့ဟိုဖလားဆက်နေရလေရဲဆွေးနဲ့ ုတ်ပြန်ကြင်ညာခဲ့ပါတယ်ဒီမှာတော့ကျွန်တော်တွေ့ရတာတော့ဒီနေ့မှာတွေ့ရတဲ့ကြင်ညာချက်ပါတယ်ဒီမှာတော့ online လေလံမှုတွေပေါ့ဒီကနေကာဖေကိုဆိုပြရကြဒီစရတော့ကိုလံဒီယာ scam center strike force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြင်ညာလာတာကိုကျွန်တော်တွေ့ရပါတယ်ဒီထက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency နဲ့အပါဝင် စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပါတယ်ဒီထဲမှာထူးထူးခြားခြားအပေါင်းအုံးလေးတွေပါတာကိုကျွန်တော်ပြောပြတင်ပါတယ်ထူးထူးခြားခြားပုံလုံးတွေကတော့ဒါလုံးဆိုကြတတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ cryptocurrency ယင်းနည်းမြုံနှံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေစဉ်အမေရိကန်များကြီးစုဆောင်းဝင်များအတက်များကိုခိုးယူလျက်ရှိသည်ဆိုတာပါတာတွေ့ရတယ် ောက်တစ်ပိုက်မှာတော့ဒါလိန်လယ်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများကြီးအိတ်ကတ်သေးတို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်သူတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမှအဖွဲ့တည်မြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာတစ်ခုကိုစစ်စင်ရများပြုလုပ်ခဲ့ပြီးဆိုပြီးလည်းပါလာတွေ့ရပါတယ်။သူတို့စစ်စင်ရဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီဒီမှာလည်းတွေ့ရတာလည်းမရှိပါဘူး။ မြန်မာနိုင်ငံရှိတဲ့ KGB ကဲ့သို့သောလိမ်လည်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police ဝါရွန်တပ်ဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်တို့ FBI အေဂျင့်များဆေလွတ်ခဲ့ပြီးဆိုရလည်းပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပါလက်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထည့်ရနေပြီးကျွန်တော်တို့ထောက်မှတ်ပြီးတော်တာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှု ဆိုတာထက်ဝင်လိုက်လမ်းကြောင်းကိုတိုက်ခဲရေးဆိုတာထက်နည်းနည်းတဲ့ဖြစ်တင်ပါကြတာနည်းနည်းတဲ့လေးဦးပဲရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှင်းမြောက်ဒေတာပေါ့နော်လောက်ကိုင်းဒေတာမှာအွန်လိုင်းတောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေစာစကိတဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုတက်ဆိုဖွဲ့စည်းပြီးဖြစ်ပါတယ်အခုထိတည်းကျွန်တော်ဆက်လက်လုပ်ဆောင်ရရှိပါတယ်ပြီးရင်တော့ဒီ ပြည်ပြည်နယ်မြဝတီဒေသမြန်မာတိုင်းတရုတ်ပုံကွယ်ဆိုင်ပူးပေါင်းဆောင်ရည်ဖွင့် Fine Trade Cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်ဘယ်လ14ရက်နေ့ဒီပြည်နယ်ကကွန်မြူနတီကိုကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံ online လိမ်လည်မှုပူးပေါင်းတိုက်ခိုက်ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ် ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီ online လိမ်လည်မှု online လောင်းကစားမှုဆိုတာဒီကျွန်တော်မြန်မာတနိုင်ငံတဲကိုပဲထုတ်ခတ်ပေးနေမှာပေါ့ဗျာလိမ်လို့ရတဲ့နိုင်ငံတကာနိုင်ငံလူနိုင်ငံသားတွေကိုလည်းလိမ်လည်နေတာဖြစ်ပါတယ်ဒါကိုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြတ်ပြတ်သားသားတိုက်ချက်ဖို့လည်းနိုင်ငံတော်ယာယီသမ္မတတမတော်ကာကွယ်ရေးကြောဖိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်လူမှုတွဲဆောင်ခွဲတွေမှာလည်းဒါကိုပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်အတည်းရဲ့ များတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီ online ဒိလဲမှုတွေ online လောင်းကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါ။ပူးပေါင်းဆောင်ရွက်သွားကြပါ။ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ online ဒိလဲမှုလောင်းကစားမှုကိုမြမမြေပေါ်ကနေအပီးတိုင်ချုပ်ငင်းသွားအောင်အမြင့်ပြချိန်မုံတုတ်တင်သွားမှာဖြစ်ကြောင်းပြောကြလို့ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်